အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။အဲလက်ရှိမှာဒီနေ့မှာတော့ကျွန်တော်အဓိကပြောသွားသွားမယ်ဒါအကြောင်းအရာဒါကျွန်တော်နောက်ဆုံးအတင်းတတင်းကျွန်တော်ရဲ့အတင်းကြောင်းပဲကြံနေပေါ့နော်။အဲ့တော့ဒါကျွန်တော်ရဲ့အတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကမှန်တိုင်းပြောမယ်တော်တော်လေးကိုအစိတ်တိုင်းကြာနေတဲ့အနေဒါတစ်ခုပေါ့နော်။ဒါကျွန်တော်ထူးဆန်းပြဒါကျွန်တော်အားပေးလာတဲ့ဒေါက်လျှောက်မှာဒါကျွန်တော် Tottenham Hotspur အသင်းနေတဲ့တကယ်ကို ကိုအသင်းနေနဲ့ကိုဒါပုကဘောလုံးအသင်းနေနဲ့ဒါ operate လုပ်တဲ့အချိန်မှာတော်တော်လေးကိုချီးကျူးဖို့ကောင်းတဲ့အသင်းသသင်းဖြစ်လာခဲ့တာကတော့ဒီနှစ်ကစလို့အဓိကဒါ live ထွက်သွားတဲ့အချိန်မှာဒါအသင်းရဲ့ပန်ရှင်နေနေနဲ့အအေးပေါ့ဒါကျွန်တော်တို့ဟိုနေ့ကပြောခဲ့လို့ပဲဒါကျွန်တော်တို့စူပလာတစ်ခုရတာက Tottenham Hotspur ရဲ့အခြေအနေတစ်ခုလုံး cost တစ်ခုလုံးကိုပြောင်းပြက်သွားနိုင်လေဆိုတော့ ဥစ္စာကတကယ်ကိုမှန်ကန်နေတယ်ဆိုတော့တသက်ပြလာခဲ့တယ်။ဒါသူများအသိနဲ့ကျွန်တော်ဘယ်တော့မှမရှင်းဘူး။ရှင်းဖို့လည်းလုံးဝအစီအစဉ်မရှိဘူး။ဒါ100%ခင်ဗျားတို့ပြောပြ။ဘာလို့သူများအသိနဲ့ group ကသူများအသိနဲ့ကျွန်တော်ဒီဒါကျွန်တော်အမြဲတမ်းပြောကျွန်တော်ကျွန်တော်ကျွန်တော်ကောင်းနေမှာကျွန်တော်ဒါဟိုဝန်နေတာကျွန်တော်အသိနဲ့ပတ်သက်ပြီးကျွန်တော် ပြောခဲ့တာလည်းရှိတယ်။ comparison of this thief of joy ဘောเนาะဒါဒုတိယအနေနဲ့ရောရှင်ပြန်ခြင်းอ่ะခမရဲ့အပြောခမရကျွန်တော်လက်ရှိမှာကျွန်တော်အတင်းနဲ့ပတ်သက်ပြီးတိုးတက်လာကျွန်တော်ပြောရဲသူများအတင်းနဲ့ပတ်သက်ကျွန်တော်အတင်းရဲ့တိုးတက်မှုကအင်မတန်မှနှေးကောင်းနေတယ်ဒါပေမဲ့ကျွန်တော်အတင်းနဲ့ပတ်သက်ကျွန်တော်တိုးတက်လာတော့အင်မတန်မှပြောရဲသဘောရှိတယ်အဲ့တော့မနေ့ရက်လေးဒါကျွန်တော်ကျွန်တော်ဒါနှစ်နှစ်စလိုက်တက်တဲ့ပွဲကိုကျွန်တော်မတက်ဖြစ်ခဲ့ဘူးအဓိကကဒါကျွန်တော်ကိုယ်ရင်လေးဒါစိုးရောပြန်လာမယ်အတွက်ကြောင့်မလို့ကိုဒါကျွန်တော်ကိုယ်ရင်ဒီမှာအလုပ်တွေရှိရတဲ့ကြောင့်ကျွန်တော်ပြန်လာရတယ်ဘောနော်အခုလက်ရှိခမရတို့ပြောနေချိန်မှာကျွန်တော်ဒါခကြီးပြန်ထွက်အောင်မှာဒါကျွန်တော်တပတ်ခါခကြီးပြန်ထွက်အောင်ဘောနော်အဲ့တော့ အခုလက်ရှိမှာကျွန်တော်တဏှာထပ်သွားအောင်မဒီရအောင်အဲ့တော့ပြောချင်တာဗျာလက်ရှိမှာဒါပုံမှန်လင်းလင်းပြောရမယ်ဆိုရင်တော့လက်ရှိဒါကျွန်တော်တို့မနေ့ကဒါကျွန်တော်တို့ Tottenham Hotspur ရဲ့ပိတ်သက်ဒီနေ့ဒါကျွန်တော်တို့အဲကစားသမားတွေနဲ့တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့တယ်ဒီနေ့မှာဒါကျွန်တော်ကစားသမားဒါကျွန်တော်ထုတ်ဝေနိုင်ဒါလီးပြပါတယ်ကပတိန်ပါတယ်ဒါကျွန်တော်တို့လက်ရှိမှာ Ben Davies ပါတယ်ဘောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လက်ရှိမှာ CEO ပါတယ်ဒါကျွန်တော်တို့လက်ရှိဒါ Sporting Director နှစ်ယောက်လည်းပါခဲ့အဲ့တော့ခိုင်းတဲ့ပူပီဒီပွဲကပုံမြိုင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးပြောခဲ့တယ်အဲ့တော့လက်ရှိမှာ V9 အနေနဲ့ဒီနေ့ဒါလုံးဝအဓိကပြောခဲ့တဲ့အကြောင်းအရာတွေကတော်တော်လေးကိုပြောခဲ့နေတာမှရှိတယ် ပြီးတော့အလက်ရှိမှာဒါပြိတ္တတွေတည်ကျင်နေခဲ့တဲ့ Ivan 2D ကိုဒါကျွန်တော် Harry Kane ရဲ့ကိစ္စတွေကိုအဲ့ဒီကိစ္စမှာလည်းဆွေးနွေးခဲ့တယ်။ဒါလက်ရှိမှာအများကြီးအများကြီးဆွေးနွေးခဲ့တဲ့အနေအထားမှာရှိတယ်ပေါ့နော်။ဒါပထမအဆုံးအနေနဲ့ကျွန်တော်ဒါအဲ့ဒီပွဲစဉ်ရဲ့အဲ့ဒီမှာအကြိုက်ဆုံးကိစ္စတစ်ခုကဘာလဲဆိုတော့ Thomas Rand အနေနဲ့ Bradford မှာကလေးအခုချိန်ထိသူတွားနေတဲ့ဥစ္စာက no ticket policy ဒါအသင်းမှာဟိုပြောချင်တာအသင်းရဲ့အထက်မှာရှိတဲ့ကောင်တွေကိုအသင်းမှာဘယ်နည်းနဲ့မှလက်မခံဘူးလို့ဟိုလက်မခံဘူးလို့ဒါပြောရမယ့်နေရာမှာပြောလို့ရမယ့်နေရာရှိတယ်။အဲ့တော့ ပမေဖရန့်အနေနဲ့အခုလက်ရှိမှာကျွန်တော်တို့ကနီးပြတဲ့အောင်တွေတဖြည်းဖြည်းနဲ့ကျွန်တော်ဒါရင်းထဲကိုအရန်ဝင်လာခဲ့တဲ့နီးပြတဲ့အောင်ပေါ့နော်ကျွန်တော်အနေနဲ့အကဲသောမက်ဖရန့်ကအလုံးမဖြစ်ဘူးဆိုတော့တော်တော်လေးကိုဝမ်းနေမိတဲ့အခြေအနေတခုလို့မြင်တယ်။ဘာလို့ဆိုတော့ခုနကသောမက်ဖရန့်ကိုကျွန်တော်ကဘယ်လိုမြင်လဲဆိုတော့မော်ရီရှာပိုချက်တီနိုရဲ့ version 2.0ထက်ဆိုင်မော်ရီရှာပိုချက်တီနိုရဲ့ပို့ပြီးတော့ Pro Max ဖြစ်လာနိုင်တဲ့နီးပြတဲ့အောင်လို့မြင်တယ်။ဘာကြောင့်လဲဆိုတော့သောမက်ဖရန့်ရောက်လာတဲ့အချိန်မှာအရန်ကွတ်တီဆန်သွန်သွားတယ်။ဒါ Ash Postecoglou ကိုလူထွက်တဲ့အချိန်ဒီနေရာမှာဒါကျွန်တော်တို့ Europa League Champion ဖြစ်လာတဲ့အချိန်မှာဒီနေရာမှာနောက်ကနေပြီးတော့အသင်းပန်ရှင်အပြောင်းလဲဖြစ်ပြီးအကောင့်ဘက်ကိုဒါ စတင်သွားတဲ့အချိန်မှာဒီလိုမျိုးနီးပြခေါင်းရောက်လာတဲ့အချိန်ကအင်မတန်မှစပါသင်းအတွက် timing က impeccable ဖြစ်ခဲ့တယ်လို့ပဲပြောလို့ရမယ်တဲ့မှာပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုစာမှာပြောခဲ့လို့ပဲကျွန်တော်ရဲ့အသင်းရဲ့အတန်း တဖြည်းဖြည်းအသင်းပေါ်တက်နေတဲ့အသင်းအချိန်တက်နေတဲ့ဥစ္စာကသူများရင်နဲ့တူချင်းမတူဘူးဒါပေမဲ့လက်ရှိမှာကျွန်တော်တို့မမြင်ဘူးတဲ့ပုံစံမျိုးနဲ့အသင်းရဲ့ဒါကျွန်တော်နောက်တစ်ဆင့်ကိုတက်နေတဲ့ပုံစံမျိုးခဏခဏကျွန်တော်တို့တွေ့ရမယ်တဲ့မှာပါဒါဟာကျွန်တော်တို့ဝမ်းသာစရာဖြစ်တယ်ဘာလို့ဒီအသင်းကိုကျွန်တော်ဒါကျွန်တော်ငငယ်လေးကတည်းကအားပေးလာခဲ့တဲ့အသင်းတသင်းပြီးပြီဒီအသင်းဒါကျွန်တော်အမြဲတမ်းပြဿနာက ownership structure ပဲဒါအမြဲတမ်းလို့ကျွန်တော်တို့ဒါအသင်းတသင်းအောင်မြင်လို့မယ်ဆိုဒါ ownership ကအမြဲတမ်းလို့ကျွန်တော်တို့တားဆီးခဲ့တယ်ဒီနေရာမှာဒီ ownership ကပဲတော်တော်တို့မြေပုံပေါ်တင်ပေးခဲ့တာလည်းမှန်တော့ဒီ ownership ကိုယ်တိုင်ကလည်းဒါတားဆီးခဲ့တဲ့အနေအထားတစ်ခုဆိုလည်းမမှားဘူးပေါ့နော်အဲ့တော့ ပြောချင်ကြတော့ဟိုတစ်ခေါက်ကကျွန်တော်ခင်ဗျားတို့ကိုကျွန်တော် exam ပေးခဲ့လို့ပဲဒီလူက10တန်းထိတော့တင်ပေးလို့ရတယ်10တန်းကျော်ရင်တင်ပေးလို့မရဒါပေမဲ့10တန်းကျော်ကိုတင်ပေးလို့မရဆိုသူသိတယ်ဒါပေမဲ့သူ့အနေနဲ့သူ့ရဲ့မာနကြောင့်သူက10တန်းကျော်ရဲ့ကစားလူတွေကိုတင်အဲ့တော့တက္ကသိုလ်ဝင်ဝင်ကိုလည်းရှိမှာစတဲ့စတဲ့လက်ပေါ့နော်တက္ကသိုလ်ဝင်ဝင်ဖြေမဲ့ကောင်တွေက10တန်းဆရာတင်တဖုံးမှုကြမယ်ဆိုသူဒါပေမဲ့သူမို့မှာလည်း YouTube ဆရာမရှိဘူးဒီဆရာပဲသူတို့တင်ဆရာရှိတယ်ရက်ွက်ထဲမှာလည်းအဲ့တော့ပြဿနာအဲ့လိုအဲ့တော့လက်ရှိမှာခုကဘာဖြစ်သွားလဲဆိုရက်ွက်ထဲမှာဆရာအစ်စ်ရောက်လာတယ်သူကခုနကပြောလို့ပဲကျွန်တော်ဒါဟိုတက္ကသိုလ်ဝင်ဝင် ဒါတင်နိုင်တဲ့ဆရာဖြစ်တဲ့ကြောင့်မို့လို့ရှိမှဆယ်တန်းဆရာဆယ်တန်းဆရာလို့လို့ကိုလုပ်မယ်ဒါကြောတက္ကသိုလ်ဝင်ခွင့်ဆရာတက္ကသိုလ်ဝင်ဆရာဖြစ်မယ်တက္ကသိုလ်ဝင်ခွင့်ဖြေဖို့အတွက်အခွင့်အရေးတွေကျွန်တော်ရသွားအဲ့လိုပုံစံမျိုးပဲပေါ့နော်မြန်မာပြည်နဲ့ပူပီတနဲ့ဆယ်နေလက်ရှိမှာတန်နေလီဗီဂီစာပြောချင်တာအမြင်နဲ့ကျွန်တော်က limitation နဲ့သွားတယ်ဟုတ်တယ်မြေပုံပေါ်ကျွန်တော်ဒီပိုင်ရှင်နေကျွန်တော်တို့တင်ပေးခဲ့တာအများကြီးကျေးဇူးတင်တယ်တကယ်လည်းမှန်တယ်ဒီ ქვენ တကြီးစောက်ပေးခဲ့တဲ့ဒီစီးပွားရေးကတကယ်ကိုထိုးထောင်အောင်လုပ်ပေးခဲ့တဲ့အများကြီးကျေးဇူးရှိတယ်ဒါပေမဲ့ ်ဘောလုံးဘက်မှာပေါ့ဘောလုံးဘက်မှာတို့တွေနဲ့ကျွန်တော်တို့အသင်းကို limitation တွေအများကြီးလုပ်ခဲ့ကျွန်တော်တို့အသင်းနဲ့ဒီထက်ပိုပြီးအောင်မြင်မှုအတွက်အခွင့်အလမ်းတွေရှိခဲ့ပေမဲ့ဒီလိုမျိုးအသင်းနဲ့တန်းကိုဒါကျတော့ဘီလီယံနဲ့ချီရနေတဲ့အသင်းတစ်သင်းနေနဲ့ တကယ်တမ်းအသင်းကရှစ်ကိုမရောက်ခဲ့ဘူးဒါဝန်နေစရာတိကျတစ်ခုဖြစ်ခဲ့တယ်ဆိုတော့ကတော့လုံးဝလုံးဝညင်းစရာမလိုဘူးလို့ကျွန်တော်နေအဲ့တော့ခုနပြောခဲ့တဲ့ဥစားဆက်ပြီးပြောမယ်လက်ရှိမှာကွင်းတွင်းရဲ့အခြေအနေလက်ရှိမှာကွင်းတွင်းရဲ့အခြေအနေကျွန်တော်နေ100%အားရ100%အားရမှုတော့မရှိသေးဘူးကျွန်တော်နေအသင်းကလိုအပ်ချက်တွေအများကြီးရှိပြီဥမာဒါကျွန်တော် left wing ကျွန်တော် spa တင်ဒီနေ့မှာဒါကျွန်တော် so hauming ကိုဆုံးရှုံးခဲ့ရပြီးနောက်ပိုင်းမှာ left wing ကိုဘဒိုးနီးနဲ့မှကျွန်တော်ဖြစ်တင်းဖို့အတွက်အားမရှိခဲ့ဘူးဒါပေမဲ့ထူးဆန်းစွာနဲ့ပဲဒါကျွန်တော်တို့ Wilson Odobet လေးကတကယ်ကိုထင်တာတဲ့ phenomenal ကိုဖြစ်လာခဲ့တယ်။ U21 နဲ့ပွဲစဉ်မှာလက်ရှိမှာဒါ total hat trick တုံ့ပြန်မျိုးတွေလည်းသုံးဖို့ဒါ total ကို၃ဂိုးတွေးပြီး၄ဂိုးဖန်တီးမှုတွေတွေ့လာခဲ့တယ်အဲ့တော့လက်ရှိမှာစပါးအသင်းအနေနဲ့ကန်မဲ့ဒီနှစ်မှာစပါးအသင်းကကန်တရားလေးအနေငယ်ကိုဒေဗစ်ဘက်မှာရှိရလို့ပြောလိုက်ရတယ်အဲ့ international break တွေမှာလည်းကိုရီးယားကစားသမားတွေက တော့တောင်း injury ဒါ first line နဲ့ကစားမှာတောင်းတောင်း injury မရဘူး Van Davies ဒဏ်ရာအသေးစားရလာခဲ့မှာဒီပွဲတက်ပုံရဆိုရင်တော့ Van Davies ကမဆိုးတဲ့ချိန်ဒီမှာရှေ့လို့ပြောလို့ရတယ်စပါတင်နဲ့ international break မှာဆိုရင် Bizuma တယောက်ကလွှင့်ဘဒုကိုမှစပါတင်ဆုံးရှုံးခဲ့တာမရှိအဲ့တော့ပြောချင်တာကဒါကန်ညာဝရိယနဲ့ပြည်သူမှာအဆင်ပြေမယ်ဆိုတဲ့ဘောလုံးတင်းတင်းနေနေဒါကန်ဘက်ကကန်ဒီကလည်းကိုဒီဘက်ကိုအနှဲငယ်ရောက်လာခဲ့ပြီလို့ဆိုလို့ရမယ့်အခြေအနေထားတစ်ခုကိုများရောက်လာခဲ့လာဒါကိုကျွန်တော်နည်းနည်းလေးဆွေးနွေးရမယ်ဒီမှာပါတယ်သို့ပေမဲ့တော့ညာလေကျွန်တော်အနေနဲ့ကိုယ့်ကိုယ့်အသင်းကိုဟာအရန်အဆင်ပြေနေဆိုပြီးဘူးရှစ်တွေပြောနေလို့မရဘူးဒီအသင်းကအများကြီးအ များကြီးအများကြီးအလုပ်တွေကိုလုပ်ရမယ်အသင်းသင်းသင်းဆိုတာခင်ဗျားလည်းသိတယ်ကျွန်တော်လည်းသိတယ်ဒါပေမဲ့ဒီအလုပ်တွေကိုလုပ်တော့မယ်ဆိုတဲ့ခံစားချက်ကအင်မတန်မှကောင်းတယ်အရင်တော့အများခုနပြောလို့ပဲအသင်းကအလုပ်တွေအများကြီးလုပ်ချင်လို့တယ်ဒီအလုပ်တွေကမပြီးဘူးဒီလုပ်တွေကိုလည်းမလုပ်နိုင်ဘူးအဲ့ဒါကရင်ထဲမှာအထီးဆုံးပဲဒီအသင်းနဲ့ဒီလုပ်တွေကိုလည်းလုံလို့ရတဲ့အဆင့်တန်းတစ်ခုရှိတယ် အဲ့ဒီလုပ်တွေကိုလုပ်နေတဲ့ပေါက်ကွဲအဲ့တော့လက်ရှိမှာဒီနေရာကကျွန်တော်ပြေးပြေးပြောင်းလဲလာခဲ့အခုလက်ရှိမှာအသင်းပိုင်ရှင်နဲ့ဒါကျွန်တော် Sport Tottenham Hotspur တင်းနဲ့ပေါင်သန်း103ပိုင်ခွင့်ရှိတယ်ဆိုဒီနှစ်ဆောင်းရသည်တစ်ခုတည်းကိုပဲသူတို့ငွေရေးကြေးထည့်ခဲ့တယ်အခုလက်ရှိမှာဒါကျွန်တော်တို့ပိုင်ရှင်နေနဲ့ဘောလုံးအကြောင်းနားလေတဲ့လူတွေကိုဘောလုံးအကြောင်းကိုအဓိကလောက်ခိုင်းဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ Sporting Director နှစ်ယောက်ဖြစ်သွားပြီးဟိုလက်ရှိမှာ V9 ရောက်လာခဲ့တယ်။အဲ့တော့ပြောချင်တာပြည်သက်တရားအနေနဲ့ဟိုနာဘောလုံးပဲဒါအိုးလို့ဒါကျွန်တော်ဘောလုံးအသင်100%ဒါနားလေတဲ့လူမဟုတ်ဘူးခုနကဒါနားလေဖို့စူးစမ်းနေတဲ့လူတောင်မှ ဒါကြီးကမှန်ကန်တဲ့လမ်းစဉ်ဆိုတဲ့ပုံစံမျိုးကိုတွားနေတဲ့နေရာမှာပါတယ်ပေါ့အဲ့တော့မိသွေပင်ဆိုဒီကမတော်တန်ဟော့စပါတဲ့နေတကယ်တမ်းကွင်းတွင်းထဲမှာစကားပြောဖို့ပဲအများကြီးအများကြီးကြံလာတယ်အခုလက်ရှိမှာဒါပရိသတ်တွေနဲ့နီးပြနဲ့တအားရင်းနေလာတယ်တချို့ကတော့သောမတ်ဘရောင်တိပ်ပြီးတော့မကြောက်ဘူးဒါမှတ်မှတ်ရတယ်တော့ of course ဒါ edge poster ကိုကုလထက်မှာကျွန်တော်တို့ကဆွတ်ဆက်ပြီး attacking attacking ဆိုတဲ့ဥစ္စာမြင်လာခဲ့တဲ့အချိန်မှာနည်းနည်းလေးဒါကျွန်တော်တို့ပြန်ပြီးတော့အထိုင်ကျသွားတဲ့ကစားကွက်မှာကျွန်တော်အနေနဲ့အရန်ကြီးကြောက် excited မဖြစ်တော့ဘူးဒါပေမဲ့မိတို့ပင်စူးစင်းကမှတော်တန် hospital အသင်းရဲ့အသင်းကဒီထက်ပိုပြီးကောင်းတယ်ဆိုလုံးဝငြင်းလို့မရအောင်အဲ့တော့ တကယ်တမ်းမနိုင်ပြောရမယ်ဆိုတော့ဒီအသေးနေနဲ့ကျွန်တော်အနေနဲ့လမ်းကြောင်းမှန်ပေါ်သွားနေလို့ဆိုကျွန်တော် yes finally ကျွန်တော်အဲ့လိုပြောလို့ရပြီ။ဘာလို့အခုလက်ရှိတွေ့နေရတဲ့ဒါကျွန်တော်တို့ဟို evidence တွေသွားနေတဲ့လမ်းကြောင်းတွေအကုန်လုံးကမှန်တယ်လို့ပြောလို့ရတဲ့အခြေအနေတစ်ခုရောက်လာခဲ့တယ်။ဒါပေမဲ့တကယ်တမ်းပို့ပြီးမှန်လားမမှန်လားဆိုစောင်းရည်အပြောင်းရှုမှဒီအသင်း operate လုပ်ပုံသွားမယ်။အရင်တော့လည်းပဲတရားဘူးသုံးကောင်ဝင်နေတဲ့ပုံစံမျိုးကိုပဲသွားမှာလား။ဒါမှမဟုတ်တကယ်တမ်းအသင်းမှာဟိုလက်ရှိမှာ left wing လို့နေ left wing လို့တဲ့ကစားသမားတကယ်ငွေကြီး site ထုတ်ပြီးတော့တကယ်ဦးစည်းကြီးပေးပြီးဝယ်မှာလား။အခုလက်ရှိမှာဘယ်ကစားသမားဖြစ်ရတကယ်ကောင်းနေဆိုတော့ဈေးပေးရမယ်တဲ့မှာပါတယ်။အရင်တော့လည်းဒါကျွန်တော်တို့ဟာ scout တွေ scout တွေလည်းလုပ်ရမယ် analyst တွေလုပ်ရမယ် voscoville လို့ charting လို့မျိုးတွေလည်းခေါ်တဲ့ခေါ်ရမယ်ဒါပေမဲ့အခုလက်ရှိမှာ seminyo လို့ကစားသမား seminyo လို့ကစားသမားမျိုးကိုလည်းခေါ်တဲ့ dotan hospital ကိုခေါ်ရမယ်ဒီထားမှရှိနေဒါကိုတကယ်လုံမှာလားမလုပ်ဘူးလားဆိုတော့ကျွန်တော်ဒါပိတ်ကားပြီးမှခင်ဗျားနဲ့တော့အတူစောင့်ကြည့်ရမယ်ဒါပေမဲ့အခုလက်ရှိမှာဒီအသင်းနေနဲ့ဒါကျွန်တော်ကွင်းပြင်စီကွင်းပြင်အခြေအနေက immediate မှယင်း အရင်အေးရတယ်ပေါ့ဗျာမောစရာပေါ့အရင်အေးရတယ်ဒါပေမဲ့ကွင်းတွင်းမှာလည်းရှိမှလိုအပ်ချက်တွေအများကြီးရှိသေးတယ်ခန်းစစ်တွေတအားကောင်းနေတာမှန်ပေမဲ့ဒါဒီနေရာမှာဒါရူမဲရိုနဲ့ဗန်ဒါဘေးမရှိတော့ဘူးဆိုရင်ဘာဆက်လုံးပါလဲရူမဲရိုအနေနဲ့တန်ရရသွားခဲ့ဘာဆက်လုံးမဗန်ဒါဘေးဘာဆက်လုံးအခုလည်းရှိမှစပါတဲ့အရန်လူတွေကခန်းစစ်ဘက်မှာတောက်နေဆိုတာမှန်ပေမဲ့ကွင်းလည်းဘက်မှာလိုအပ်ချက်တွေရှိသေးတယ် AM နေရာမှာလည်းရှိမှမက်ဒီဆင်ကလာမယ့်နှစ်မှာပြန်ကောင်းလာမယ်ဒါကူလူဗတ်စကီပြန်လာဖို့တဲ့ရာဂိုင်နှုန်းတွေအများကြီးမလိုအပ်ချက်တွေရှိသေးတယ် left wing right wing မှာ right wing မှာကုချီဒီဒါကျတော့ Kudus တယောက်ပဲရှိတယ်ကုဒက်စာတစ်ခုဖြစ်သွားကျွန်တော်တို့ရဲ့တိုင်ပတ်သွားနိုင်တယ်လက်ရှိစပါတဲ့ရဲ့လက်ရှိ80ရာဂိုင်နှုန်းရဲ့ဒါကျွန်တော်တို့ အောက်ပို့အတက်ကင်အောက်ပို့တော်များကုတဲ့စီရလာတဲ့ကုတဲ့တန်ရလို့များပြောချင်တာဗျအများကြီး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 ရွှေရရှိဒါပေမဲ့လက်ရှိမှာအတင်းကတော့မှန်ကန်တဲ့ direction သွားနေကြတော့နည်းနည်းလေးတော့ယင်အေးရတယ်ပိုင်ရှင်တွေလက်ရှိမှာဒါဥက္ကဋ္ဌတို့အုစုအနေနဲ့ဒါ ဟိုအလုတ်တိချာလုံနေတယ်ဆိုတော့တွေ့ရတဲ့ကြောင့်ကျွန်တော်တို့ချိန်တဲ့ရာသီတစ်ခုလိုပဲလက်ရှိမှာမြင်မိရတယ်မှာပါတယ်။လောက်ပဲ။ဒါပေမဲ့တော့နောက်ထပ် international bridge ကတော့ဘလို့ပြောင်းသွားမလဲတော့မသိမှာအခုလက်ရှိမှာတော့ okay တယ်ပြောတယ်လောက်ပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ youth sport media 3.0နဲ့ db4u တို့မှာကျင်းလူစားပေါင်းကြည့်လို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေးကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစို့။စုမွန်ကောင်းတောင်းပီးနေပဲ။ကျွန်တော်တို့ရေနောက်မှာပဲတွေ့ကြတာပါ။အဲ့တော့ကျွန်တော်တို့ဒါကျွန်တော်လက်ရှိအသင်းတသင်းချင်းစီအစီအစဉ်ကိုတော့နိုဝင်ဘာလမှာပဲ AC ပြန်ပြောပါတော့မယ်။ကျွန်တော်တော့ကြည့်ပါဦး။ Ivo,